ပြည်ပမှာရောက်နေကြတဲ့မြန်မာနိုင်ငံသားဒုက္ခသည်တွေနေရပြန်နိုင်ဖို့နဲ့ပြည်တွင်းကဒုက္ခသည်ဥယျာဉ်တွေထပ်မတိုးလာရေးအတွက်ငြိမ်းချမ်းရေးရဖို့အထူးဖြစ်တယ်လို့မြန်မာငြိမ်းချမ်းစင်တာကတောင်းရှိသူတို့ကပြောပါတယ်ဒီသတင်းကိုတော့မေတ္တာကြံကပေးပို့ထားပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာပြည်တွင်းစစ်ကြောင့်နေရဲဆုံးခွာပြီးအိမ်နင်းချင်းနိုင်ငံတွေကိုထွက်ပြေးခိုလုံနေရတဲ့ဒုက္ခသည်ဥယျာဉ်သိမ်းချရှိနေသလိုပြည်တွင်းစစ်ပေးဒုက္ခသည်စခန်းတွေမှာလည်းဒုက္ခသည်ဥယျာဉ်တွေကတိုးနေဆဲဖြစ်ပါတယ်။အဲ့ဒီတော့မြန်မာနိုင်ငံမှာပြည်တွင်းချင်းကြိုက်အမြန်ရဖို့လိုနေတယ်လို့မြန်မာညီညာရေးစင်တာကတာဝန်ရှိသူတို့ကခုလိုပြောဆိုလိုက်ပါတယ်။ကျွန်တော်တို့ကြည့်သလားပေါ့နော်။ဒီမှာထိုင်းနိုင်ငံမှာဆိုလည်းဒုက္ခသည်တွေကသိန်း2000ကျော်လောက်ရှိနေတော့သူတို့ဖြစ်တော့ဒီထိုင်းမြန်မာနယ်သက်ချောင်းမှာအများစုကတော့ဒီဒုက္ခသည်တွေပေါ့။နောက်ကြာဒါလည်းပါပေါ့နော်။ ်ရှိနေတာဆိုတော့သူတို့အနေထားကတော့ဟာလာလောလောဆယ်ကအဲပြန်လာဖို့ခက်နေကြတာပေါ့နော်ဒါပေမဲ့တခုတော့ရှိရပါတော့ဟိုပြန်လာဖို့ခက်တယ်ဆိုတော့သူတို့ကတကယ်ညဉ့်ဉန်းရရင်တော့သူတို့ပြန်လာနိုင်တာပေါ့နော်အဲတော့ IDP ဆိုတဲ့သဘောကတော့ဒီညဉ့်ဝိုင်းသူပြန်လာနေတာပဲမဒီညဉ့်လို့ရှိလို့ရှိရင်ထွက်ပြေးတာဒီသဘောတော့ရှိတယ်အဲတော့ဟာလာဟိုကျွန်တော်တို့ဒီမှာကပြိပခတ်ဖြစ်နေတဲ့နေရာတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်အများစုကတော့ရှမ်းပြည်မြောက်ပိုင်းနဲ့ ကျင်ပြီးနဲ့သာသဖြင့်ဒီလိုနေရာမျိုးတွေမှာရှိတာဟုတ်ဆိုတော့သူတို့ဒီကနေထားတွေမပြေလည်မချင်းကတော့အပြစ်ခတ်ရစေမှုတည်တည်ချာချာမရမချင်းကတော့ဟလာသူတို့အနေနဲ့ပြန်လာဖို့ဟာခက်နေတယ်သို့တော့ဟလာပြန်လာကြည့်ရင်လည်းလုံလုံချွတ်ချမှုရှိမရှိရတော့ မသေးတာနိုင်ဘူး။အရှိအချိန်ကချင်းပြည်နယ်နဲ့ရှမ်းမြောက်ဒေသတွေမှာတိုက်ပွဲတချို့ရှိနေသေးတဲ့အတွက်နေရက်ဆွန့်ခွာပြီးထွက်ပြေးနေရတဲ့ဒုက္ခသည်တွေရဲ့အရေးအတွက်တွေကတိုးနေဆဲဖြစ်တယ်လို့တချင်ညင်းကြိုက်ကွန်ရဲ့တာဝန်ရှိသူတို့ကတော့ပြောပါဗျ။အဲ့တော့ရှမ်းမြောက်နဲ့မြောက်ပိုင်းဒေသကိုတော့ကျွန်တော်တို့ကိုယ်တိုင်လုံဆောင်လို့ဆိုတော့အဲ့ဘက်ကိုပြောပြရစီ။ရောရောဆဲအခြေအနေမှာဒီလိုရှိတော့မိုးတွေးဝင်တွေတို့တော်လည်းပဲတိုက်ပွဲရဲ့စတင်ကြီးတဲ့ပြန်ပြီးမှတိုက်နေတဲ့အတွက်ကြောင့်သူပြည်ကြီးတရားစာတတ်ကျွယ်သွားတဲ့နေရာကိုပြောလို့ရတယ်ခက်ခက်နေတာ။ဒီလိုရှိတော့ရင်းနှီးမြှုပ်နှံမှုတွေဆိုတဲ့အဓိကကြ မြောက်ပိုင်းပေါ့နော်ဆိုတော့တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကိုဆက်ဆံတဲ့လမ်းအစ်တရုတ်နိုင်ငံကလည်းအဲမြန်မာနိုင်ငံအနာဂတ်ကိုတခြားဒီပတ်ကဘာကိုဆက်နေတဲ့လမ်းကြောင်းအဲ့တခြားလူတွေတိုင်းမှာဆိုတော့တိုက်ပွဲဆက်နေတာပါတယ်ဆီရတယ်အဲနှုတ်နဲ့ထပ်တုံးနေမယ်ဆိုတော့မြန်မာနိုင်ငံကြီးဆိုင်ရလဲရမှာပေါ့ဒီလိုရှိရင်တော့ဒီတွင်းမှာဒီတွင်းထဲကိုပဲပြန်ပြီးရှေ့ရောက်နေရတာဖြစ်တဲ့အတွက်ကြောင့် IGP ပေါ့ International Justice Process ဆိုတဲ့ကလိုင်းထဲမှာပဲပါတယ်တော့ refugee လို့မျိုးနိုင်ငံပြပရောက်သွားတဲ့လူမျိုးအခွင့်အရေးလို့မျိုးဒီတို့ခံစားရတဲ့ခံစားနိုင်တဲ့အခွင့်အရေးလို့လည်းခံစားနိုင်ခြင်း ဲ့တော့လောလောဆယ်နေမှာသူချိန်နေမှာဆိုရင်ဒီလူတွေကတနေ့ကို၄00ကျပ်လုံးနဲ့ပဲစားကြရတယ်။အဲ့တော့နောက်ပိုင်းမှာဆိုဒီထက်ပိုဆိုးမှုရှိတယ်အခုနှစ်တွင်မြန်မာနိုင်ငံအတွင်းရှိဒုက္ခသည်တွေကိုကုလသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကထောက်ဝကျော်ရောကြလာတယ်လို့ရပ်ဖက်ဖွဲ့စည်းတချို့ကတက်ချက်ထားပါတယ်။ Morning Gala မှာဒီလိုထောက်ပံ့မှုတွေရောကြနေတဲ့အတွက်အစားအစာနေထိုင်တဲ့ကျန်းမာရေးခန္ဓာတွေမှာအကူအညီတွေလိုအပ်နေပါတယ်။ဒီမှာကမိသားချင်းပါ